ဓမ္မန္တောဝိပဿနာရိတ်တာဒီစဖို့ရန်အတွက်သရပြုပွင့်ဉာဏ်ရှိပြီကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါလူတန်းပေးကြသောအလူရှင်များမှာဒေါ်ရီဆန်းတသိန်းကျက်ကိုသိန်းစာနီတသိန်းကျက်ဒေါ်ရွှေမင်းကျူတသိန်းကျက်ဤကုသိုလ်ရှင် စေနာရှင် ပေါင်းတို့သည်ကြောက်ဆဲဖြစ်သောကသုဘိသောအနန္တသောယောဂါတို့မြို့မြို့ကင်းစဉ်လွှင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံရင်းရဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ရပါစေ Mm-hmm. လူငယ်တွေအနေနဲ့ဝိပဿနာတရားတွေကိုအားထုတ်တာဝိပဿနာနဲ့ပတ်သက်ပြီးတော့မေးဖြေလာတာတွေကအလွန်မတန်မှကောင်းပါလေဒါမတန်မှဝမ်းသာတရားအချက်နဲ့တွေပဲဒီမှာတော့ခလေးဘဝတရားဖရာတရားတန်ခါယရဏမြတ်သုံးပါးကိုယုံကြည်ကိုးကွယ်ပါတယ်အဲနောက်တစ်ခါနောင်လာတဲ့ဘဝကိုလည်းမတောင်းတအောင်ဆိုလိုတာကတော့ဝိပဿနာတရားအားထုတ်နေတယ်လို့ပြောခြင်းတာအဲ့တော့ဗရမအချက်က ကလေးဘဝရရဘုရားတရားတန်ခါယရဏမြတ်တော်မအောင်ချင်းညိုကိုကိုယ်စိကတ်တယ်ဆိုတဲ့အဆင့်ကတော့သူကကာမတက္ကရတာမဒိဋ္ဌိဉာဏ်ရဲ့အဆင့်ပဲအဲ့တော့တာမဒိဋ္ဌိနဲ့ပတ်သက်ရင်တာမဒိဋ္ဌိ၅မျိုးရှိတယ်လို့မှတ်ရနံပါတ်၁ကကာမတက္ကရတာမဒိဋ္ဌိကံနဲ့ကံရဲ့အကြောင်းတရားအကျိုးတရားကိုယုံကြည်တဲ့တာမဒိဋ္ဌိကာမတက္ကရတာမဒိဋ္ဌိဒါလူတိုင်းတော့မရတဲ့တာမဒိဋ္ဌိမျိုးနောက်တစ်ခါကျတော့ဇာနတာမဒိဋ္ဌိရဲ့ဇံရအောင်အာထုတ်တဲ့ လုပ်ငန်းကိုဇာနတာမဒိဋ္ဌိအမှန်မြင်လို့အမှန်မြင်ပဲနောက်တစ်ချက်ကဝိပဿနာတာမဒိဋ္ဌိနိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်အရိယာဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်များကဝိပဿနာတာမဒိဋ္ဌိရှိရနောက်ဝိပဿနာတာမဒိဋ္ဌိလမ်းကြောင်းမှန်လို့ရှိရင်မေတ္တာမဒိဋ္ဌိမညာကိုရတယ်လို့ပြောတယ်မဲ့ပြီးလို့ရှိရင်ဖူတာမဒိဋ္ဌိဆိုတာဆူတောင်းစရာမလိုဘဲနဲ့ပြည်တာကိုတာမဒိဋ္ဌိ၅မျိုးပေါ့အဲ့ဒီတာမဒိဋ္ဌိ၅မျိုးမှာအခြေခံတင့်နေတဲ့အခရာအကြဆုံးကတကံကိုယုံတဲ့တာမဒိဋ္ဌိဟာအခြေခံကြတယ် သို့တော့ညာလေအဲ့ဒီတမ္မာဒိဋ္ဌိရအခြေခံကြတယ်ဆိုပေမဲ့လို့ဒီတမ္မာဒိဋ္ဌိတစ်ခုလောက်နဲ့တော့နိဗ္ဗာန်ရောက်တဲ့အဆင့်မရှိဘူး။ဘာလို့လဲဆိုရင်ကမ္မတက္ကရတမ္မာဒိဋ္ဌိမှာကံကိုယုံတဲ့အဆင့်ဆိုအကုသိုလ်လည်းယုံတယ်၊ကုသိုလ်လည်းယုံတယ်။အကုသိုလ်လုပ်ရင်ခံရမယ်၊ကုသိုလ်လုပ်ရင်ဆံရမယ်ဆိုတဲ့ဉာဏ်တမ္မာဒိဋ္ဌိသူ့မှာရှိတယ်။ဒါကံကိုယုံတဲ့တမ္မာဒိဋ္ဌိပေါ့။ဒါမှမဟုတ်အဲ့ဒီတမ္မာဒိဋ္ဌိမှာဘာတွဲပြီးတော့ရှိနေလဲလို့မေးရင်တတ္ထရဒိဋ္ဌိသူ့မှာရှိနေတယ်။ ကုသိုလ်လို့ရင်ကုသိုလ်ရမယ်ဒီကုသိုလ်ငါခံစားရမယ်ဆိုတဲ့တဏ္ဍဒိဋ္ဌိဟာအတ္တဒိဋ္ဌိမပြုတ်တဲ့အတွက်ကြောင့်သူကနိဗ္ဗာန်မရဘူး။ဒါပေမဲ့ဘုရားတရားတန်ခါယရဏမြတ်သုံးပါးနဲ့စသည်ဒါနကောင်းမှုသီလကောင်းမှုစသည်အများကြီးလုပ်နိုင်တယ်။သို့တော့နိဗ္ဗာန်ရောက်ဖို့အတွက်တော့မဖြစ်နိုင်သေးဘူး။ညာအခြေခံအစတော့ဖြစ်တယ်။အဲ့ဒီကနေပြီးတော့နံပါတ်2ကိုတက်လိုက်တဲ့အခါကျတော့ဇာနာတဏ္ဍဒိဋ္ဌိဇာနာတဏ္ဍဒိဋ္ဌိကြတော့လေသူကတမထလန်းစင်ပဲဇံရအောင်လုပ်တာ။ ဆိုကြပါတော့ရှင်တေဝရတ္တဆိုတာဇာမဇာနတမတိဋ္ဌိပဲနိဗ္ဗာန်လမ်းမောက်ဘူးဇံရတဲ့အဆင့်ပေါ့အဲ့ဒီကနေပြီးတော့တက်လိုက်တဲ့အခါကျဝိပဿနာတမတိဋ္ဌိတော့အခုကကာမတက္ကရတမတိဋ္ဌိနဲ့ဇာနတမတိဋ္ဌိကဒိဋ္ဌိမပြုတ်ဘူးဗာဒိဋ္ဌိလည်းလို့မရင်တက္ကရဒိဋ္ဌိမပြုတ်ဘူးတတရဒိဋ္ဌိမပြုတ်ဘူးဒီနှစ်ခုကမပြုတ်ဘူးနောက်တကဝိပဿနာတမတိဋ္ဌိကြတော့သူကဒိဋ္ဌိပြုတ်သွားတယ်ဝိပဿနာတမ္မာဒိဋ္ဌိဒိဋ္ဌိပြုတ်တယ်။ဗာဒိဋ္ဌိပြုတ်လဲလို့မင်းတက္ကရာဒိဋ္ဌိပြုတ်တယ်။တတ္တရာဒိဋ္ဌိပြုတ်တယ်။ဥစ္စေတာဒိဋ္ဌိပြုတ်တယ်။ သို့တော့ညာလေအပြီးပြုတ်သွားတာမဟုတ်ဘူးရှူစဲခဏမှာပြုတ်တဲ့အတွက်ကြောင့်အရိယာတော့ဖြစ်သေးဝိပဿနာတမ္မာဒိဋ္ဌိရဲ့အစုံမဲ့တမ္မာဒိဋ္ဌိရောက်ခါမှာသူကဒိဋ္ဌိဟာအပြီးပိုင်ပြုတ်တယ်အဲဒီကကျတော့သတ္တရလည်းပြုတ်တယ်အုပ်စိတာလည်းပြုတ်တယ်တက္ကာညာလည်းပြုတ်တယ်ဒိဋ္ဌိသုံးပါးပြောရင်နောက်ကနေရှိနေတဲ့တက္ကာဒီမိစ္ဆာဒိဋ္ဌိ62ပါးလည်းအကုန်လုံးပြုတ်တယ်အဲဒီကကျတော့ဖို့ဒီမဲ့တမ္မာဒိဋ္ဌိကြတော့သူကမက္ခဗိညာတက္ကိမတ္တ မဲတစ်ချိန်ကြာပြီလားတပြိုင်တည်းဟိုမှာအရိယာဖြစ်သွားတယ်လို့ပြောတာအဲ့တော့နောက်ဘုရားကိုမတောင်းတအောင်လို့လဲမလို့ကျင်တော့ဘူးဆိုတဲ့ပုံစံအတိလောက်နေတော့သောတာပန်လည်းမတည်သေးဘူးအပေတကားလည်းမပိတ်နိုင်သေးဘူးဒါမလို့လဲဆိုတော့တရားအားထုတ်တဲ့နေရာမှာအဆင့်၃ဆင့်ရှိတယ်နံပါတ်၁အဆင့်ဟန်တည်ရမယ်အဆင့်ပဲနံပါတ်၂အဆင့်ဟန်ကျင့်ရမယ်အဆင့်ပဲနံပါတ်၃အဆင့်ဟန်အဲ့ဒီအကျင့်ရဲ့အဆုံးသွားအကျင့်ရဲ့အဆုံးဖြစ်ရတယ် တော့သိရမယ်ကျင့်ရမယ်ပြီးတော့အကျင့်အဆုံးအဲ့ဒါကိုပယ်ရမယ်လို့ပြောတာလမ်းစဉ်နဲ့ပြောရရင်တော့သိရမယ်ဒါသိရမယ်သိအောင်ကျင့်ရသိအောင်လုပ်တယ်ဆိုတော့အခုလိုတရားကိုသစ္စာတရားကိုနားလာသိအောင်လုပ်တာပြီးတဲ့အခါကျတော့မှသိတဲ့အတိုင်းဆုံးဖြတ်ချက်ချနေတာကိုဒါပွားတယ်လို့ပြောတာသိတဲ့အတိုင်းကျင့်တာကိုပွားတယ်လို့ပြောတာအဲ့ဒါကကျတော့ပရိညာနဲ့ပြောလို့ရှိရင်တော့တိရဏပရိညာပွားနေတယ် ဒိဋ္ဌိကိုအပွားဉာဏ်နဲ့ထုတ်တာဒါကြောင့်ဝိပဿနာတရားအထုတ်တာဘာလို့ထားလဲလို့မင်းရင်အနိစ္စဆုံးကိုဆွဲပြီးတော့ပြောရရင်ဒိဋ္ဌိကိုအပွားဉာဏ်နဲ့ဖြုတ်တယ်လို့ဒီဝိပဿနာအလုပ်တယ်လို့ပဲဝိပဿနာအလုပ်ပဲအဲ့တော့ဝိပဿနာအလုပ်ကဒိဋ္ဌိကိုအပွားဉာဏ်နဲ့ဖြုတ်ပြီးတော့ဝိပဿနာရဲ့အဆုံးမှာမဉ္ဉံဝင်သွားရင်မဉ္ဉံရောက်သွားရင်တော့ဒိဋ္ဌိရောအပေဉ္ဉံနဲ့အကုန်လုံးဖြတ်လိုက်တယ်အဲ့ဒါကိုတော့ပရိညာနဲ့ပြောရင်ဘာဟာနာပရိညာဖြစ်သွားတယ်ပရမတော့တိရဏပရိညာပရမညာတပရိညာဒုတိယတိရဏပရိညာတတိယ ဘာဟာနာပရိပရိညာသုံးပါအစဉ်တိုင်းသွားရအဲ့တော့အခုလိုမျိုးတရားအားထုတ်တယ်ကြိုကြာကြိုကြာအားထုတ်တာဖြစ်ဖြစ်အမြဲတမ်းအားထုတ်တာပဲဖြစ်ဖြစ်အားထုတ်နေတယ်သို့တော်ညာလည်းလမ်းကမဆုံးသေးဘူးဘဝကိုမလိုချင်တာ လောက်နဲ့သဒ္ဒနာဥစေတာဒိဋ္ဌိဒီလောက်နဲ့ပြုတ်လို့မရဘူးအတိနဲ့ပြုတ်ပြုတ်ပြင်မယ်လို့ရှင်းမှ20သွားအောင်မယ်တရားထိုင်ရင်းနဲ့ပြုတ်ရမယ်အပွားပြုတ်ကြံသေးတယ်ပြီးတော့မှအဲ့ဒီထိုင်ရင်းအစုံးမှအပယ်ပြုတ်ဆိုတာကြံသေးတယ်အဲ့ဒီ၃ချက်ပြုတ်သွားမှာ လုံးဝဒိဋ္ဌိပြီးပန်ပြုတ်လာအဲ့ဒီခါကျတော့မှအပေတကာပိတ်တယ်ဆိုတာကိုသူများမေးစရာမလိုပဲနဲ့ကိုကိုယ်တိုင်ငြင်းအေးသွားတာအဲ့ဒီခါကျတော့အပေတကာအပြီးပန်ပိတ်တယ်အဲ့ဒီခါကျတော့သုဝပါရိစ္ဆဝိပါမုတ်တော်ဆိုတာအပေလေးပါးနဲ့အပြီးပန်တော့တယ်ဘလူကြောင့်လွတ်တာလဲလို့မင်းတက္ကရဒိဋ္ဌိဝတိကိစ္စတင်စာဒိဋ္ဌပဏဝံပြရတ္တိကိသုဝပါရိစ္ဆတက္ကရသရအုပ်စီတာနဲ့ဒိဋ္ဌပဏပရမန္တဒိဋ္ဌိတန်တယဝတိကိစ္စကိုအတိညာအပွားညာအပေညာနဲ့အပြီးအပန်အဆုံးထိအောင်ထည့်ထုတ်လိုက်တဲ့အတွက်ကြောင့် မက်ကြအဲ့ဒီမက်ကြတဲ့ခါကျတော့ပထမဝိပဿနာတုံးကတော့ဖြစ်ပျက်ကိုမြင်တယ်ဝိပဿနာသမားကဖြစ်ပျက်ကိုမြင်တယ်ဝိပဿနာပထမဥရိယဝေယဉာဏ်ရဲ့အစမှာဖြစ်ပျက်ကိုမြင်လိမ့်မယ်ဘသူဖြစ်ပျက်လဲလို့မင်းကိုရှုတဲ့ရုပ်ရဲ့အပြည့်နှံရဲ့အပြည့်ဒါကလုံးကျော်တာဝေဒနာကိုရှုရင်ဝေဒနာရဲ့အပြည့်ပေါ့စိတ်ကိုရှုရင်စိတ်ရဲ့အပြည့်ပေါ့ရုပ်ကိုရှုရင်ရုပ်ရဲ့အပြည့်ပေါ့မခွဲကြတော့ဘဲနဲ့ဓမ္မလူကနာနဲ့ရှုရင်ဓမ္မရဲ့အပြည့်ကိုမြင်ရမယ်အဲ့ဒီအပြည့်ကိုမြင်နေတာလမ်းမဆုံးသေးဘူးမြင်နေအောင်ပဲ ဒါကြောင့်ဝိပဿနာတွေဘာမြင်လဲလို့မင်းအပြက်မြင်တာအပြက်တွေဘာလဲလို့မင်းအနိစ္စအပြက်ကအနိစ္စပဲအနိစ္စဆိုတာဘာလဲလို့ဆက်ပြီးတော့မရှိတာအနိစ္စပဲဘာမရှိတာလဲလို့မင်းအဲ့ဒီရှုနေတဲ့ဝေဒနာမရှိတာအနိစ္စပဲရှုနေတဲ့ရုပ်မရှိတာအနိစ္စပဲရှုနေတဲ့စိတ်မရှိတာအနိစ္စပဲအဲ့ဒါကိုအနိစ္စလက္ခဏာလို့ပြောတာအနိစ္စလက္ခဏာအနိစ္စလက္ခဏာပြတ်သွားတာလေးကိုတွေ့တာဝိပဿနာ ပြတ်သွားတာလေးကိုစုံမြတ်ချားတဲ့ညံကမေဃသစ္စာမေညံဒါပေမဲ့ဒီမေဃသစ္စာဒီလောကီမေဃသစ္စာအဆင့်မဲ့ရှိသေးတယ်မဆုံးသေးလို့ဒါကြောင့်ဝိပဿနာဉာဏ်သည်ဖြစ်ပျက်ကိုမြင်တယ်ဝိပဿနာဉာဏ်သည်အထွတ်ထိပ်သည်ဖြစ်ပျက်အမုန်းဖြစ်ပျက်မုန်းနေတာကိုမြင်တယ်ဖြစ်ပျက်မုန်းတယ်လို့ပြောတာဖြစ်ပျက်ဆုံးသွားပြီဆိုတဲ့ခါကျတော့အဲ့ဒါခါကျဝိပဿနာဉာဏ်မဟုတ်တော့ဘူးမေညံဖြစ်သွားတာအဲ့ဒီချိန်ဝိပဿနာဉာဏ်မဟုတ်တော့ပါမေညံဖြစ်သွားတယ်မေညံဖြစ်သွားတယ် မဲ့ညာကြတော့ဗာမြင်တဲ့လို့မင်းဖြစ်ပြက်မမြင်တော့လေဖြစ်ပြက်ရဲ့အစုံနိဗ္ဗာန်ကိုအာရုံပြုတယ်ဒါကြောင့်မေက္ခဗိညာတကိမတာမဲ့တစ်ချိန်ကြာပြီးတော့ဒုက္ခတုံတိခတ်တုံဖလားသမပတ္တိယဖို့ကတစ်ချိန်တစ်ချိန်လိုက်ပြီးတော့အဲ့ဒီနောက်မှာပစ္စကနာပစ္စကနာဇောဝိထီကြာပြီးတော့မှအဲ့ဒီပြီးတာနဲ့နောက်ကနေပြန်ပြီးတော့လာခဲ့တဲ့လမ်းအတိုင်းအတိုင်းဖြစ်ပြက်ပြန်မြင်တာဒီမဲ့တစ်ချိန်ကြာသွားတာအဲ့ဒါကိုသောတာပတ္တိမဲ့အဲ့ဒီပုဂ္ဂိုလ်ကြာတော့တက္ကရာတတရာအုပ်စီတော့တန်တရာဝိသိကိစ္စအပြီးပိုင်ပဲပြီးပြီဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့်အပေလေးပါအပြပိုင်ချုပ်သွားတယ်အပေဒုက္ခရီဘယ်တော့မှမလာတော့ဘူးနာဒီဘုံအာထမပါရိယန္တိဘယ်တော့မှမလာတော့ဘူးအလုံးစုံဘဝရှိရင်ရှစ်ဖို့ခုနှစ်ဘဝရှစ်ဘဝဒီလောက်ပဲနေရတော့မယ်လို့ပါဠိရဲ့ဒီလိုဆိုတာအဲ့ဒီခါကျတော့ဘာနဲ့တော့အကြိုက်တယ်ဆိုတော့ခုနကပြောတဲ့တရားအားထုတ်တယ်ဘုရားတရားကိုယုံကြည်တယ်နောက်ဘဝကိုလည်းမလိုချင်ဘူးသတ္တရာအောက်စီတာနဲ့ပြုတ်နေတယ်ဆိုတာကအတိဖြုတ်အဆင့်ပဲရှိသေးတယ် အဲ့ဒီအတိဖြုံးစင်းကနေပြီးတော့တိရဏပရိညာတပြီးတော့အပွားနဲ့ပြုတ်ပါတဲ့ဘုရားနှစ်ချက်ပဲရှိသေးတယ်လုံးဝချိန်နေပါအောင်အပေပိတ်သွားတာမဟုတ်သေးဘူးဘာလို့လဲဆိုတော့ဝိပဿနာဉာဏ်အဆင့်ပဲရှိနေသေးတယ်ဝိပဿနာဉာဏ်ရဲ့အဆုံးဖြစ်တဲ့မဉဏ်ကြတော့ဝိပဿနာဉာဏ်၁၀ပါးကိုကျော်ပြီးတော့ကုဋ္ဌလဝဉာဏ်ထဲကိုရောက်သွားတော့မှအပြီးပိုင်ပြုတ်လိုက်တာအဲ့ဒီခါကျတော့မှတက္ကရာတတရာအုပ်စေတာအကုန်လုံးအပြီးပိုင်ငြိမ့်သွားတာအဲ့ဒီပုံစံမျိုးမှာ ပယ်ပြီးပန်ပိတ်တယ်။ဒါကြောင့်ဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးဒုက္ခမြင်မယ်ဒုက္ခမုံမယ်ဒုက္ခဆုံးမယ်ဖွင့်ပြောလိုက်တာဒုက္ခမြင်မယ်ပရမရှုစေယောဂီကဒုက္ခမြင်မယ်ဘာဒုက္ခလဲရုပ်ရဲ့ဒုက္ခနာမ်ရဲ့ဒုက္ခအဲ့ဒီဒုက္ခတွေမြင်ရင်လည်းမုံလာမယ်ဒုက္ခမုံမယ်ပြီးတော့မှဖြတ်ဆိုအဲ့ဒီဒုက္ခကြီးအဆုံးကိုမြင်လိုက်မယ်မဲ့နဲ့အဆုံးကိုမြင်လိုက်တာဒုက္ခအဆုံးကိုမဲ့ကမြင်လိုက်တာဝိပဿနာဉာဏ်မဟုတ်တော့ဘူးမဲ့ဉာဏ်ဖြစ်သွားတော့ ဒါကြောင့်ဝိပဿနာဉာဏ်သည်အနိစ္စကိုမြင်တယ်။မဉ္ဉဏ်သည်အနိစ္စမရှိတာကိုမြင်တယ်။ခွာခြားမှုပါ။ဝိပဿနာဉာဏ်သည်ကိလေသာလဲဆွန်တယ်၊ဖြစ်စေခန္ဓာကိုလဲဆွန်တယ်။မဉ္ဉဏ်သည်ကိလေသာလဲဆွန်၊ခန္ဓာလဲဆွန်၊နိဗ္ဗာန်လဲမြင်။သုံးချက်กว่า။ဝိပဿနာဉာဏ်သည်ကိလေခန္ဓာလဲဆွန်၊ကိလေသာလဲဆွန်။မဉ္ဉဏ်သည်ခန္ဓာဆွန်၊ကိလေသာဆွန်၊နိဗ္ဗာန်မြင်။အဲ့ဒီလိုအဆင့်ရောက်တဲ့ပုဂ္ဂိုလ်မှသာဖြင့်အပေလေးပါးတက ဓမ္မနန္ဒရောဝေဒနာယိတ်တာဒီသောဖို့ရန်အတွက်သရာယုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုဤမှန်ပြီးတော့ပါရင်တူတန်းပေးကြသောအလူရှင်များမှာတဘောတခန္ဓာချုပ်ငြိမ်းသွားသောဖခင်ကြီးဥကျော်စိန်အားဤသို့ဤမှန်၍ကိုစံထွန်မတ်ချောစုမိသားစုမှနဝကမဝတ္ထုငွေတသိန်းကျပ်ဒုမတပန်သရင်ကျော်အလူငွေတော်၎င်းဓမ္မနန္ဒရောဝေဒနာယိတ်တာသာသနာ့အမြေအတွက်တော်၎င်း တဘွားတခန္ဓာချုံချင်းသွားတော့ဆရာတော်ဥခန္ဒီအားရည်သူရည်မှန်း၍တော်၎င်းတန်းနိုင်ငံဘန်ကောက်မြို့၌နေကြကုန်သောမနန်းစိမ့်စိမ့်သူမှဘတ်တထောင်ကြနန်းအဲအဲမှဘတ်တထောင်ကြနန်းလှလှထူဘတ်တထောင်ကြနန်းချင်းမြဝေမှဘတ်တထောင်ကြနန်းခင်စုကြည်စောအပီမိသားစုမှဘတ်တထောင်ကြနန်းဟိရဲစုဘန်ငါရကြစောမြင့်သေးအောင်ဘန်ငါရကြစုစုပေါင်းမြမကြံ့ွေ 9သိန်း5000ကျပ်ဤကုသိုလ်ရှင်စေနာရှင် ပေါင်းတို့သည်ကြာဥစေဖြစ်သောကဆုဘိသောအန္တရယ်သို့ယောဂါသို့မြို့မြို့ခင်းစဉ်လွင်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံခြင်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေဤကောင်းမှုကုသိုလ်ကံကြောင့်တဘောတကန္နာချုံခြင်းသွားသောကျွန်တော်ဥခန္တီတီ၎င်းတကာဤဥကြောစိတ်တီ၎င်းဤကုသိုလ်ကောင်းမှုတို့အားတာရုခေါ်နိုင်၍ အကွေဒီကနေ့သောအခါသမယ၌မသိမတင်နှလုံးသွင်းမိညာအံနေကြသောဘုံဘဝဘုံဌာနသို့ရောက်ရှိနေညာအံယနေ့ပြုလို့အထုပ်ပေးအပ်သောကုသိုလ်ကောင်းမှုတို့အားတာရခွန်နိုင်၍တော်၎င်းအမမထတဘာဘာသောတန်ဃာတော်အရှင်သူမြတ်များနှင့်မိဘဆွေမျိုးမိသားစုများမှပေးပို့အပ်သော အမြတ်မြတ်တာတို့အားတာရခွန်နိုင်၍တော်၎င်းမိမိပြုလို့အထုပ်ကြပေးသော ကုသိုလ်ကောင်းမှုတို့အားပြန်လည်ကမှတ်ရ၍တာရခွန်နိုင်၍တော်၎င်းအကယ်၍ နေကြသောဘုံဝဗုဒ္ဓနာတို့ရောက်ရှိနေညံဤကုသိုလ်ကောင်းမှုတို့အားတရုခေါ်နိုင်ပြီလင်မြင့်မြတ်သောဘုံဝဗုဒ္ဓနာတို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြုဤကောင်းမှုကုသိုလ်အဆုသူတို့အားအလုံးတတ္တဝါများတရုခေါ်နိုင်ကြပါစေအဲ့တော့ပရိစ္ဆေသောဘက်ကိုဟောပြီးဆိုလို့ရှိရင်ဘာကြောင့်ပရိစ္ဆေသောဘက်ကိုဟောရလဲလို့မေးရင်ဒိဋ္ဌိပြုတ်ဖို့ပရိစ္ဆေသောဘက်ကိုဟောရတယ် အဲ့တော့ပရိစ္ဆေသောဘက်ကိုဟောပြီဆိုလို့ရှင်ခန္ဓာကိုပြည့်ပြီးတော့မြင်ရခန္ဓာလို့ပြောလိုက်လို့ရှင်လေပရိစ္ဆေသောဘက်ဆိုတာကိုတန့်ပြီးတော့သိရအဲ့တော့ပရိစ္ဆေသောဘက်နဲ့ခန္ဓာနဲ့တည်တဒန်းနဲ့ဖြစ်နေရပရိစ္ဆေသောဘက်ကတခြားခန္ဓာကတခြားလို့ယူနေသေးတယ်၍နိဗ္ဗာန်ရောက်ဖို့ဝေးနေသေးတယ်ဘာလို့နိဗ္ဗာန်ရောက်ဖို့ဝေးနေသေးတာလဲလို့မေးရင်ပရိသတ်တော်ပန်းဟာငါနဲ့မဆိုင်ဘူးလို့တွေးလိုက်တာတိကျက်ကံ ပရိသတ်သောဘခန္ဓာမဟုတ်ဘူးလို့ယူလိုက်တာပရိသတ်သောဘတရားလို့တရားနဲ့ကိုယ်နဲ့မဆိုင်ဘူးလို့ယူလိုက်တဲ့အတွက်ကိုဟာဘာနဲ့ဆိုင်တယ်လို့မေးရင်ဒါနသီလတမထသုံးမျိုးနဲ့သာကိုကသွားဆိုင်တာတကယ်တမ်းကိုယ်နဲ့တိုင်ရင်နေ့တိုင်းထိတွေ့ပြီးတော့နေ့တိုင်းဖြစ်ပြနေတဲ့သဘောတရားဟာပရိသတ်သောဘပရိသတ်သောဘခန္ဓာခန္ဓာဟာငါမှရှိတယ်ငါခန္ဓာပါလားလို့တွဲပြီးတော့ទីလိုက်မှာပရိသတ်သောဘရဲ့ခန္ဓာရဲ့ဘဝရဲ့ဟာသုံးမျိုးတွဲလိုက် ပရိသတ်သောဥပ္ပံခန္ဓာဒါပြဉ္ညာခွာပြီးတော့ပြောလိုက်တယ်ပရမတ္ထနည်းကိုပြောတယ်ပြဉ္ညာနဲ့တွဲပြောဆိုပရိသတ်သောဥပ္ပံခန္ဓာဘဝသုံးမျိုးတွဲလိုက်တယ်အဲ့တော့ခန္ဓာကလည်းဘဝပဲဘဝကလည်းခန္ဓာပဲအဲ့ဒီနှစ်ခုဟာပရိသတ်သောဥပ္ပရဲ့အကြောင်းကျိုးဆက်နွယ်ဆက်သွယ်ထားတဲ့အရာတစ်ခုပဲပရိသတ်သောဥပ္ပမပါရင်နိဗ္ဗာန်မရောက်နိုင်ဘာလို့လဲလို့မေးရင်ပရမဘုဇုံနိဗ္ဗာန်ရောက်နိုင်တဲ့အဆင့်ကသောတာပန်အဆင့်ပဲသောတာပန်ပုဂ္ဂိုလ်ရဲ့ပေအပ်တော်ကိတ် ကိလေသာတည်ဒိဋ္ဌိနယ်ဝစီကိစ္စဖြစ်တဲ့အတွက်ကြောင့်ဒိဋ္ဌိနယ်ဝစီကိစ္စမှမပယ်နိုင်ရင်သောတာပန်မတည်ဘူး။ဒါဆိုဒိဋ္ဌိနယ်ဝစီကိစ္စကိုပယ်နိုင်တဲ့ပယ်တတ်တဲ့အကောင်းဆုံးသောတရားကဘာတူလဲလို့မေးရင်ပရိစ္ဆေသောပတ်။ဘာလို့ပရိစ္ဆေသောပတ်ကဒိဋ္ဌိဝစီကိစ္စကိုပယ်ရတယ်လဲလို့မေးအင်္ဂါနဲ့ပြောတော့အင်္ဂါ၁၂ပါးဟာအဲ့ဒါဘဝပဲ။အင်္ဂါ၁၂ပါးဟာခန္ဓာပဲ။ဒါကအဲ တန်တရာကြီးကိုခြုံလိုက်တော့အင်္ဂါဆက်နေပါဒါဆိုဘယ်ကနေစတာလဲလို့မေးရင်အဝိဇ္ဇာကစတာဘဝဘယ်ကစတာလဲလို့မေးရင်အဝိဇ္ဇာကစတာဓမ္မကိုရှာလိုက်တော့အဝိဇ္ဇာကစတာဒါကြောင့်အခုရထားတဲ့ခန္ဓာ၅ပါးသည်အကြောင်းတရားတော့ရှိရမယ်ဒီတော့အကြောင်းတရားကိုကြည့်လိုက်တော့အကြောင်းတရားချင်းရ၅ပါးကအဝိဇ္ဇာနေစတာအဝိဇ္ဇာသင်္ခါရပြီးတော့မှတဏှာဥပါဒံဘဝအဲ့ဒါကအကြောင်းတရားချင်းရ၅ပါး အကြောင်းတရားချင်းရ၅ပါးကြောင့်ဒီနေ့အကျိုးတရားချင်းရ၅ပါးအကျိုးတရားချင်းရ၅ပါးကဝိညာဉ်နဲ့ရောသလယတနာဖတ်တာဝေဒနာဒါကသုတ်တံဘက်ကပြောတာအဘိဓမ္မာဘက်ကပြောရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒီခန္ဓာ၅ပါးသည်အကြောင်းတရား၅ပါးကြောင့်အခုခန္ဓာ၅ပါးရတယ်အဲ့ဒီအကြောင်းတရား၅ပါးကလည်းလူပြောင်းယုံနံပြောင်းမဟုတ်ဘူးအဲ့ဒီအကြောင်းတရား၅ပါးမှလည်းဒီနေ့လိုပဲခန္ဓာရှိပြီသားပဲ ဲ့ဒီအကြောင်းတရား၅ပါးထဲမှာဒီနေ့လိုပဲအခုလိုပဲဘဝခံတဲ့အဲ့ဒီအကြောင်းတရားထဲမှာရှိတယ်ဒါဆိုအဲ့ဒီအကြောင်းတရား၅ပါးထဲမှာဒီနေ့ပုံစံမျိုးဘဝတို့ငါတို့မြင်ခဲ့လို့အဲ့ဒီအကြောင်းတရား၅ပါးကနေထွက်လာတဲ့ဒီနေ့အကျိုးတရား၅ပါးခန္ဓာ၅ပါးဖြစ်နေတယ်ဒီခန္ဓာ၅ပါးကအတိတ်မှာလည်းဒီလိုပဲလူတော်၎င်းနတ်တော်၎င်းမြမတော်၎င်းစသည့်အပေလေးပုံသားတစ်ခုခုတော်၎င်းဒုတိယဘဝကဖြစ်ခဲ့လိမ့်မယ်။သို့တော့ ဘဝကိုကြည့်ရင်ရှုပ်နေမှာမဟုတ်လို့ဘဝကိုမမြင်နိုင်ဘူးဒါဆိုဘာကိုကြည့်မှလဲလို့မေးရင်ဓမ္မကိုကြည့်လိုက်တဲ့အခါကျတော့အဝိဇ္ဇာသင်္ခါရမတိပဲနဲ့ရန်လုပ်တယ်နှစ်ချက်ရတယ်ရန်လုပ်ပြီးတဲ့အခါမှာတဏ္ဏဆွဲလန်းနဲ့ဆွဲလန်းနဲ့ကြိုက်တယ်ဥပဒံနှစ်သက်ပြီးတော့ကိုလှုပ်တယ်ဆွဲလန်းနဲ့လှုပ်တယ်ဘဝကဘု து ကိုလှုပ်တာလဲလို့မေးရင်ဘဝရာကြောင်းကိုလှုပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတိတ်ထဲမှာအတိတ်ထဲမှာလည်းခန္ဓာ၅ပါးရှိတယ် ချင်းရငါးပါးကလည်းအတိတ်ထဲမှာပါပြီးသားဒါဆိုဒီဘဝကမတည်ပဲနဲ့ရတာမဟုတ်ဘူးတည်ပြီးလို့ဒီဘဝကိုရတယ်အတိတ်ကတည်ခဲ့ပြီးပြီတကြိမ်နဲ့တည်တာတော့မဟုတ်ဘူးအကြိမ်ကြိမ်အဖန်ဖန်အခက်ထက်တည်ခဲ့တယ်သို့တော့ပရိသတ်သောမရဲ့အကွက်၄ခွက်အရာရှင်းဆက်ပြီးတော့ကြည့်ရင်တကြိမ်နဲ့တည်ခဲ့တယ်လို့ထင်ကောင်းထင်မြင်ပဲတကယ်တမ်းကအဲ့ဒီအထက်မှာအနတ်မတက်ကောဆိုတာကတစ်အကွက်ကိုရည်စူးပြီးတော့ဟောထားတာ ဖြစ်တဲ့အတွက်ကြောင့်တစ်အကွက်မှာအကြိမ်ပေါင်းများစွာ ဘဝပေါင်းများစွာတည်ခဲ့တယ်အဲ့ဒါကဘဝပေါင်းများစွာအချိန်ပေါင်းများစွာလို့ပြောတာကအန္တအနေနဲ့အကန့်အနေနဲ့ပြောတာအဲ့ဒီအကန့်အနေနဲ့ပြောပြီးတော့အကန့်အနေနဲ့လုတ်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့အကျိုးတရားကလည်းအကောင်းမဟုတ်ဘူးအကန့်အကောင်းမဟုတ်ဘူးအဆိုးဘာအဆိုးလဲလို့မေးရင်ခန္ဓာ၅ပါးဟာအဆိုးတရားအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒုက္ခတရားဟာအတိတ်ကချင်းရ၅ပါးကြောင့်အခုချင်းရ 5ပါဒီချင်းရ5ပါကိုမဖြတ်နိုင်ရင်ဒီချင်းရ5ပါနဲ့အတူတူထပ်ပြီးတော့ဖြစ်နေတာကဘယ်ကနေစလဲလို့မေးရင်အကြောင်းတရားချင်းရ5ပါကတဏှာကနေစတယ်ဥပဒံဘဝပြီးတော့မှအဝိဇ္ဇာသင်္ခါရဒါဆို အတိတ်ကအဝိဇ္ဇာနဲ့စခဲ့တယ်ပစ္စုပန်မှာတဏှာနဲ့စတယ်ဒါကြောင့်အတိတ်အဝိဇ္ဇာပစ္စုပန်ခန္ဓာရကြောင်းပစ္စုပန်တဏှာအတိတ်ခန္ဓာရကြောင်းအဲ့လိုပတ်လည်လိုက်တော့ချင်းရ20 ဒီချင်း120ဟာဘာတွေလုံးနေတာလဲဘာတွေလှည့်ပေးနေတာလဲလို့မေးရင်တန်တရာလှည့်ပေးတယ်ဘသူတန်တရာလဲလို့မေးရင်ဘဝတန်တရာမပြတ်အောင်လှည့်ပေးတယ်ဒီကနေ့ဒီခန္ဓာ၅ပါးကိုဒုက္ခသစ္စာလို့မရှုနိုင်ဒုက္ခသစ္စာလို့မရှုနိုင်တဲ့အချိန်တိုင်းမှာဒီချင်း5ပါးလှည့်တယ်တဏ္ဏဥပါဒံဘဝသုံးမျိုးလှည့်တယ်ပြီးတော့မှအဝိဇ္ဇာသင်္ခါရပေါင်းပြီးတော့လှည့်လိုက်တော့ချင်း5ပါး ပစ္စုပန်105ပါးနဲ့အလှည့်ခံရတယ်။ပစ္စုပန်105ပါးကပစ္စုပန်အကျိုးတရားဒုက္ခသစ္စာ105ပါးကိုမသိတဲ့အတွက်အကြောင်းတရား105ပါးနဲ့ထပ်ပြီးတော့အလှည့်ခံရတာဖြစ်တဲ့အတွက်ကြောင့်အနာဂတ်မှာဝิญဉာဏ်ရောတာရယတနာဖတ်တာဝေဒနာလို့ဆိုတဲ့အကျိုးတရားအနာဂတ်အကျိုးတရား105ပါးထပ်ဖြစ်တယ်။ဒါဆိုရင်ဘာလဲတာလဲလို့မေးရင် အကြောင်းနဲ့အကျိုးနဲ့ချင်းရ၅ပါးသည်အလက်ခံနေရအဲ့ဒီလိုချင်းရဘာလားလို့မသိသေးသေး၍ဒီလိုချင်းရကိုပိုင်ပိုင်နိုင်သိလိုက်ရင်အခုအကျိုးတရားချင်းရ၅ပါးကအချင်းချင်းတော့ယုံနေတယ်အကျယ်ချက်တော့ခန္ဓာ၅ပါးလို့သိလိုက်